အသားမြက်ကိုမြတ်စွာဘုရားသိဖြတ်ပြီးလှူလိုက်တယ်။ကြည့်ခလေးတွေကို လမ်းမရောက်အောင်ဆွဲခေါ်နေတာနော်လက်ဦးစရာမိထိုက်စွာပုပ္ပစရိယမိနဲ့ဖားတဲ့ဘဲစရာတွေဘလောက်ပဲအတင်ပြကောင်းနေပါစေ အဲ့ဒီအတင်ပြကောင်းပါတယ်ဆိုတဲ့ဆရာတွေဟာ ခလေးတွေနဲ့တောင်းမှတွေ့တာပါခလေးတွေနဲ့အရင်ဆုံးတွေ့ရတာဟာမိဘနှစ်ပါးပဲဖြစ်ပါတယ်ဒါကြောင့်ခလေးတွေရဲ့လက်ဦးဆရာဟာမိဘနှစ်ပါးပဲဖြစ်ပါတယ်အဲ့ဒီလိုမိဘတွေဟာခလေးတွေရဲ့လက်ဦးဆရာတွေဖြစ်တဲ့အတွက်ခလေးတွေလမ်းမမရောက်အောင်မိဘတွေအနေနဲ့ကောင်းတာတွေကိုချပြပြီးတွင်တင် ဆုံးမပေးရမှာမိဘတွေရဲ့တာဝန်ဖြစ်ပါတယ်ကလေးတွေလမ်းမမရောက်အောင် တုံတင်ဆုံးမပေးခြင်းမရှိပဲကလေးတွေကိုအယူမအောင် လမ်းမှာခေါ်ဆောင်သွားတာဟာကလေးတွေရဲ့တန်တားမှာဖြစ်ပေါ်လာမဲ့ကောင်းကျိုးတွေကိုတတ်ပြတာပဲဖြစ်ပါတယ်။နောက်ပြီးကလေးတွေဆိုတာဟာ နိုင်ငံနဲ့သာသနာအတွက်ကောင်းကျိုးကိုတည်ဆောင်မဲ့မျိုးဆက်သစ်တွေဖြစ်ပါတယ်။အဲ့ဒီလိုမျိုးဆက်သစ်ကလေးတွေကို အယူမအောင် လုပ်တာဟာနိုင်ငံအကျိုးနဲ့သာသနာအကျိုးကိုတတ်ပြတာပဲဖြစ်ပါတယ်။ဒါကြောင့် လက်ဦးဆရာများဖြစ်ကြတဲ့မိဘနှစ်ပါးရောကလေးတွေကိုတုံသင်ဆုံးမပေးနေတဲ့ဆရာသမားတွေရောနိုင်ငံရဲ့အကျိုးနဲ့သာသနာရဲ့အကျိုးကိုတက်ပြစ်တဲ့လူတွေမဖြစ်ပါစေနဲ့လို့ပြောကြင်ပါတယ်နော်ကြောင်းလဲသွားရင်တော့တဲ့ဒီကောင်းစင်သားလေးမြားခင်ကပြစ်ထားခံရတယ်များလုံးလို့နေတက်တော့ကိုကိုကိုပြင်ပြင်ပေးခဲ့ရတယ်အချိန်တော်တော်ကြာခဲ့ပါတယ်မင်းရဲ့ဆက်တဲ့တော့ ကိုမတည့်သားခဲ့ပါကြည်နော် CD ပေါ်တက်ပြီးတော့တက်ပုံရိုက်တာဒါနဲ့ပတ်သက်ပြီးတော့ပြောစရာတခုရှိတာကရှိတုံးကတောင်ချောင်းဖုန်းကြီးနဲ့မြောင်ချောင်းဖုန်းကြီးဆိုတာရှိတယ်နော်မြောင်ချောင်းဖုန်းကြီးကအရန်နာမည်ကြီးတယ်အဲ့ဒါကိုတောင်ချောင်းဖုန်းကြီးကအားကြပြီးတော့ငါလဲမြောင်ချောင်းဖုန်းကြီးလို့နာမည်ကြီးအောင်လုပ်မယ်ဆိုပြီးကောင်းတာမှန်တယ်မြအကုန်လုပ်ပါတယ်ကောင်းတဲ့စိတ်နဲ့လုပ်တာတော့မဟုတ်ဘူးနာမည်ကြီးကျင်လို့လုပ်တာနော် ဘလောက်ပဲကောင်းတာတွေလုပ်လို့တောင်ချောင်းဖုန်ကြီးဟာယောက်ျောင်းဖုန်ကြီးလိုလုံးဝနာမည်မကြီးပါဘူးအဲ့ဒီခါမှာတောင်ချောင်းဖုန်ကြီးကအေးငါကောင်းတာတွေလုပ်ရတဲ့အတိုင်းနာမည်မကြီးဘူးဆိုရင် မကောင်းတာလုပ်ပြီးနာမည်ကြီးအောင်လုပ်မယ်ဆိုပြီးတော့တနေ့မှာယောက်ျောင်းဖုန်ကြီးထံကပြန်လာတဲ့ဒကာဒကာမတွေရဲ့အရှိမမတ်တက်ရက်ပြီးတော့တင်ကန်းကိုလှမ်း၍ထမ်းပင်ကိုဖတ်ပြီးညှောက်ပြပါတယ်နော်အဲ့ဒါကိုမြင်ကြတဲ့ဒကာဒကာမတွေကဟာဟိုမှာကြည်စံတောင်ချောင်းကိုတော့ ်ပင်ကန်းလှန်ပြီးထမ်းပင်ကိုဖတ်ညှောင်နေတယ်လို့ကြည့်ရကြပါတယ်။အဲ့ဒီအချိန်ကနေစပြီးတော့တောင်ချောင်းကိုတော်လို့နာမည်ပြောက်ပြီးထမ်းပင်ညောင်ကိုတော်ရဲ့လို့နာမည်ကြီးသွားပါတယ်နော်။ပြောကျင်တာကလေဒီဆိုရှယ်မီဒီယာပေါ်မှာနာမည်ကြီးကျင်လို့ပောက်ပြရလုပ်နေတဲ့လူတွေအနေနဲ့ပိတ်ပြီးနာမည်ကြီးကျင်နေတယ်ဆိုရင်တောင်ချောင်းကိုတော်လို့အလားတူပေါ့နော်။ဆိုရှယ်မီဒီယာပေါ်မှာအဖော်ချွတ်တွေလုပ်ပြီးတော့နာမည်ကြီးအောင်လုပ်ပါနော်။ အခုလို CD board တက်ပြီးတော့ပောက်ကရတွေမလုပ်ပါနဲ့အခုလို CD board တက်ပြီးတော့ပောက်ကရတွေလုပ်ချင်းဟာလုပ်တဲ့လူမှလည်းအပြစ်ဖြစ်တယ်လို့မြင်ရတဲ့လူတွေမှလည်းပဲစိတ်ဆင်းရဲမှုဖြစ်ရပါတယ်နော်ဒါကြောင့်ပြိပြီးတော့နာမည်အရန်ကြီးကျင်နေတယ်ဆိုရင် social media ပေါ်မှာအဖော်ချွတ်တွေလုပ်ပြီးတော့နာမည်ကြီးအောင်ကြိုးစားပါနော်ဒီနည်းနဲ့တော့နာမည်ကြီးအောင်မလုပ်ပါနဲ့ဒါကနှီးပေးတာပါနော်ဒီဘုရားကြီးရာညက်စွာဘုရားက အမျက်ဆုံးပုံကူဆိုတော့သူ့ရဲ့ရင်သားသူ့ရဲ့ဆိုတော့စက်ကြဝဠာကဘာမြေတို့မှာနိုင်ကြညာတာမျက်စောပြပဲလေဟုတ်တယ်နော်သားသမီးတိုင်းဟာမိဘရဲ့လုံးချုံနဲ့ကြီးပင်းကြတာဆိုတော့အမျိုးသမီးတွေရဲ့အမျက်ဆုံးအရာဟာရင်သားဆိုတော့ဘောပေါ့နော်အဲ့လိုတိပြက်ပြီးသူ့လက်တဲ့ချိန်မှာမျက်စောပြကပြုံးတော်မူတယ်ပြုံးတော်မူတော့ကြညီရောအန္တရာလျှောက်တယ်လိုက်ရှင်ပြားတဲ့ဘာကြောင့်မို့ပြုံးတော်မူတာလဲအဲ့လိုမျက်စောပြပြန်မြင်ကြလိုက်တယ် ဒီဘလူမကြီးဟာတဲ့သာသနာတက်ကြက်တာသနာတက်ကြက်နော်2400ကြော်ရင်သာသနာပြုတဲ့မင်းပြစ်လိုက်မယ်ဆိုတကားတကားမများကြည်ကြပါဦးဘီလူမကမျက်စွာဖျားကိုရင်သားဖြက်လူတယ်တဲ့နောက်ပြီးရှင်အာနန္ဒမထေမြတ်ကြီးရဲ့နာမည်ကိုလည်းအလွဲသုံးစားလှုပ်လိုက်ပါသေးတယ်ပြီးတော့ဘီလူမကိုမျက်စွာဖျားကဗျာဒိတ်ပေးခဲ့တယ်တဲ့ အဲ့ဒီအကြောင်းအရာတွေဟာဖះဟောပိဋကတ်မှာ လုံးဝမပါပါဘူးဖះမဟောတာကိုဖះဟောတဲ့ပုံစံလုပ်ပြောခြင်းဟာမြတ်စွာဘုရားကိုစွဆွဲလိုက်တာဖြစ်ပါတယ်အဲ့ဒီလိုလုပ်ခြင်းဟာဗုဒ္ဓဘာသာဤဂုံသိက္ခာကိုဘာသာခြားတွေရဲ့တရွေးခွက်မှာပက်လက်မျောအောင် လုပ်တာဖြစ်ပါတယ်ပညာမဲ့လူမိုက်တွေကငရဲကိုမကြောက်ပါဘူးအဲ့ဒီလိုပညာမဲ့လူမိုက်တွေကိုငရဲနဲ့မချင်းချောက်ပဲ လက်ရှိပိဿုပ္ပံမှာတာဝန်ရှိသူများက ဥပဒေနဲ့အညီအရေးယူဆောင်ရွက်မှသာရနိုင်ပါတယ်။ဗုဒ္ဓဘာသာဝင် အချို့အနေနဲ့လည်းပဲအဲ့ဒီလိုလူမျိုးတွေကိုအွန်လိုင်းပေါ်မှာပဲဖြစ်ဖြစ် အပြင်မှာပဲဖြစ်ဖြစ်တွေ့တဲ့အခါမှာကဲ့ရဲ့ရှုံချပြီးတော့ဗုဒ္ဓဘာသာဤဂုံသိက္ခာကိုကာကွယ်စောင့်ရှောက်ပေးကြပါလို့ဦးစင်းအနေနဲ့ပြောချင်ပါတယ်။အားလုံးပဲမင်္ဂလာပါ။ဒီနေ့တော့ TikTok Facebook YouTube စတဲ့ လူမှုကွန်ရက်တွေအပေါ်မှာတချင်းဆိုကခုံပြီးတရုတ်ပြတာတွေလုပ်နေသောဖုန်ကြီးကိုရင်သီလရှင်တွေကိုတတိပေးစရာတစ်ခုရှိပါတယ်1384ခုနှစ်ဒဗိုဒဲလာဆန်း17ရက်2023ခုနှစ်ဇန်နဝါရီလ31ရက်နေ့မှာ TikTok Facebook YouTube စတဲ့လူမှုကွန်ရက်တွေအပေါ်မှာတချင်းဆိုကခုံပြီးတရုတ်ပြတာတွေလုပ်နေသောဖုန်ကြီးကိုရင်သီလရှင်တွေကိုအေးအေးယူမယ်လို့မဟာနာဆရာတော်ကြီးများကထုတ်ပြန်ထားပါတယ် ဲ့ဒီလိုထုတ်ပြန်ထားတဲ့အတွက်ကြောင့်လွန်ခဲ့တဲ့ရက်အနည်းငယ်ကကိုတော်တပါးဟာတက်တော့အပေါ်မှာတချင်းဆိုပြီးတရုတ်ပြတာတွေလုပ်တဲ့အတွက်မြို့နယ်တန်ခါနာယကဥက္ကဋ္ဌများနဲ့တာဝန်ရှိသူများကလူဝလဲပြီးခေါ်ဆောင်သွားပါပြီနော်ထို့ပုဂ္ဂိုလ်ကိုသာသနာညှို့နှမ်းမှုပုံမှန်295နဲ့ဆက်လက်ပြီးဆောင်ရွက်သွားမယ်လို့သိရပါတယ်။ဒါကြောင့် TikTok Facebook YouTube စတဲ့လူမှုကွန်ရက်တွေအပေါ်မှာတချင်းဆိုကခုန်ပြီးတရုတ်ပြတာတွေလုပ်နေတော့ ခုံကြီးကိုရင်သီလရှင်များတတိထားကြပါเนาะတတိရှိတယ်ဆိုရင်တော့စက်ပြီးလောက်ကြပေါ့အဲ့ဒါကိုလာပြီးတတိပေးခြင်းဖြစ်ပါတယ်เนาะအေးယူမယ်ဆိုလို့မလုတော့တာရှောင်းကျင်တာထက်ဗုဒ္ဓဝါဒအတိုင်းကြင်ကြံလိုက်နာပြီးမလုတဲ့တာကိုမလုကြတာကပိုကောင်းပါမယ်တဲ့ဒီမှတ်ကတက်တော့အပေါ်မှာတချင်းတွေနဲ့ကခုန်ပြီးတက်တော့စော့နေကြတဲ့ကိုတော်တွေကိုလူဝလဲပြီးဖမ်းဆီးနေတယ်ဆိုတဲ့အကြောင်း တတိပေးပြီးတင်ထားတဲ့ပို့ထဲမှာလာမှန်ထားတာပါနော်သူဆိုလိုချင်တဲ့သဘောကဖန်းစည်းလို့ရှောင်ကျင်တာမျိုးမဟုတ်ပဲကိုယ်အသိနဲ့ကိုယ်ရှောင်ကျင်တာကပိုကောင်းတယ်လို့ဆိုလိုချင်ဖြစ်ပါတယ်အဲ့ဒီလိုကိုယ်အသိနဲ့ကိုယ်ရှောင်ကျင်နိုင်ရင်တော့ပိုကောင်းတာပေါ့နော်အခုတော့ကိုယ်အသိနဲ့ကိုယ်မရှောင်ကျင်ပဲပောက်ကရတွေလောက်ကြတဲ့အတွက်အာနာဆက်သုံးပြီးဖန်ရတာဖြစ်တယ်မြတ်စွာဘုရားရဲ့သာသနာတော်ဟာဓမ္မဆက်တစ်ခုတည်းနဲ့တွားလို့မရဘူး အစိုးရမင်းများကအာဏာဆက်သုံးပြီးကာကွယ်ဆောင်ရှောက်ပေးမှလည်းရမယ်နော်သာသနာဗဟုသုတပကတိကျမ်းမှာလည်းပဲမြတ်စွာဘုရားဤသာသနာတော်ကိုအစိုးရမင်းများကအာဏာဆက်သုံးပြီးကာကွယ်ဆောင်ရှောက်ပေးမှသာသာသနာတော်ဟာရည်ရှိတည်တံ့နိုင်ကြောင်းဖွင့်ဆိုထားတာရှိတယ်။ဒါကြောင့်သာသနာတော်တည်တံ့စေခြင်းတည်းဆိုရင်ဓမ္မဆက်တစ်ခုတည်းနဲ့မရဘူးအာဏာဆက်ပါပါမှရမယ်နော်လူလူချင်းစော်ကားပြောဆိုမိရင်တစ်ဖက်လူမှာတီလာရှိရင်ရှိသလောက်အပြစ်ဖြစ်ပါသလားဖေရတဲ့ အပြစ်ဖြစ်တာပေါ့နော်မြတ်စွာဘုရားကဇေသမာနဆိုတဲ့အမျိုးသမီးဟာကာမဂုဏ်ကိစ္စဖြင့်ရုပ်ရုံမှန်မှဆွဆွဲပြောဆိုတဲ့အတွက်မြေမြူပြီးငရဲသူကြရောက်သွားရပါတယ်။ဘာကြောင့်အဲ့ဒီလိုဖြစ်ရတာလဲဆိုရင်မြတ်စွာဘုရားဘုရားဖြစ်ဖို့ပါရမီဖြည့်ကျင့်စဉ်ကာလမှာတေတောက်သမားတဦးဖြစ်ခဲ့ဘူးပါတယ်။အဲ့ဒီချိန်မှာဇေသမာနဆိုတဲ့အမျိုးသမီးဟာလည်းပဲတိလရှိတဲ့အမျိုးသမီးတဦးဖြစ်ခဲ့ပါတယ်။ ဒီနေ့မှာဖရာလောင်းဟာအပေါင်းအသင်းများနဲ့အလောင်းကစားတစ်ခုလုပ်ပြီးစင်သမာနလောင်းလျာအမျိုးသမီးဤသီလကိုလမ်းမှာကျိုးပြတ်အောင် ပြောဆိုပြုလုပ်ခဲ့ပါတယ်။အဲ့ဒီလိုပြောဆိုပြုလုပ်ခဲ့တဲ့အတွက်စင်သမာနအမျိုးသမီးဟာသီလပြည့်စည်သွားတာကြောင့်ဖရာအလောင်းကိုရန်ညှုပ်ဖွဲ့ပြီးဖြစ်လျာဘဝတိုင်းမှာတင့်ကို ဖြည့်စည်တဲ့သူဖြစ်ရပါလို့ဤဆိုပြီးဆုတောင်းခဲ့ပါတယ်။ဖရာအလောင်းလည်းပဲပြုလုပ်ပြီးမှမှန်မှန်သိ၍နောက်တကြီးစွာရတော်လည်းပဲပြင်လို့မရတော့တာကြောင့် အဲ့ဒီဘဝကတည်လွန်တဲ့အခါမှာငရဲတို့ကြာရောက်ခဲ့ရပါတယ်။အခုဖရာအဖြစ်ကိုရတဲ့အခါမှာအဲ့ဒီတီလာပြတ်တဲ့အမျိုးသမီးဟာစေသမာနအမျိုးသမီးဖြစ်လာပြီးမြတ်စွာဘုရားကကာမဂုဏ်ကိစ္စဖြင့်ရုပ်ရုပ်မှန်မှဆွဆွဲပြောဆို၍မြေမျိုးပြီးအဝိသိငရဲတို့ကြာရောက်သွားရပါတယ်။ဒါကြောင့်တီလာရှိတဲ့သူကိုစော်ကားပြမမိမယ်ပြောဆိုမိမယ်ဆိုရင်လည်းပဲအပြစ်ဖြစ်တယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်။အရှင်ဖရာတတိတော်တခါမှမမေးဘူးဘူး။ ဒီတခါတော့တပည့်တော်မေးကြင်ပါတယ်ဖေယတပည့်တော်ဖေယရှ िख ိုးတိုင်းရှမဟာမောက်ကလန်စုကိုတောင်းပူပါတယ်ဖေယစိတ်ထဲမှာလည်းအဲ့စုပဲတောင်းကျင်နေပါတယ်ဖေယဖြစ်နိုင်ပါသလားဖေယတဲ့အကတာဝကမဟာတာဝကပကတိတာဝကရယ်ဆိုပြီးတာဝက၃မျိုးရှိပါတယ်အကတာဝကဆိုတာအရှင်သာရိပုတ္တရာအရှင်မောက်ကလန်တို့လိုမထေရမြတ်ကြီးတွေကိုပြောတာပါမဟာတာဝကဆိုတာအရှင်ကုန်တေညဝပဗတ္တိယ မဟာနံအပသိအရှင်မဟာကတ္တပစတဲ့မဖြစ်မြကြီးတွေကိုပြောတာပါပဂတိတာဝကဆိုတာကတော့တာမန်ယဟန္တာယောက်ျားယဟန္တာမိန်းမတွေကိုပြောတာပါအကတာဝကစုကိုရကျင်တယ်ဆိုရင်တပင်ချိန်နဲ့ကဘာတသိန်းပါရမီဖြည့်ခြင်းရပါတယ်မဟာတာဝကစုကိုရကျင်တယ်ဆိုရင်ကဘာတသိန်းပါရမီဖြည့်ခြင်းရပါတယ်ပဂတိတာဝကစုကိုရကျင်တယ်ဆိုရင်ကဘာရထောင်ချီပြီးပါရမီဖြည့်ခြင်းရပါတယ်အခုမတ်ပိုင်ရှင်က ရှင်မောက်ကလန်စုကို တောင်းတာဆိုတော့အကတာဝကစုကိုတောင်းတာ ဖြစ်ပါတယ်အကတာဝကစုကိုရကျင်တဲ့ဆိုရင်ဒီတိုင်းတောင်းလို့မရပါဘူးပတ်တော်ထင်ရှားဖယားရှင်ရဲ့ထံမှာစုပန်ပြီးတော့ပါရမီ၁၀ပါးကိုတသိန်ချိန်နဲ့ကဘာတသိန်ဖြည့်ကျင့်ရပါတယ်အဲ့ဒီလိုဖြည့်ကျင့်နိုင်မှသာရှင်မောက်ကလန်စုကိုရမှာဖြစ်ပါတယ်နော်